ဒီတက်မတော်ကတော့ခင်ဗျာရန်သူရှိရနေရှင်းပါပဲဒါတက်မတော်ရေမူဝါဒပဲတက်မတော်သဘောထားပဲသဘောထားပဲဗျရှင်းပါပဲခင်ဗျားတို့ရှိနေအောင်တက်မတော်ကလိုအပ်တဲ့စစ်စင်ကိုလိုအပ်တယ်လို့လုပ်နေပါပဲတကယ်တော့ခင်ဗျားတို့လက်ရှိဖြစ်နေတာကနောက်ဆုံးအခြေအနေပဲခင်ဗျားတို့ဒီစားရတယ်ခင်ဗျားတို့ပို့ကြအကြောင်းမရှိဘူးဒါခင်ဗျားတို့ကနောက်ဆုံးခင်ဗျားတို့ကလုံနိုင်စွာကလက်ရှိအခြေအနေကဒါအမြင့်ဆုံးအခြေအနေပဲတက်ဖြည်းဖြည်းခင်ဗျားတို့ကြပါကြလာပါလိမ့်မယ်စောစောအိတ်လို့စောစောထားလို့စောစောတိုင်းကြောက်ကြပါလို့

ခင်ဗျားတို့တဖြည်းဖြည်းတင်းတက်တယ်လို့ချိန်မုန်းချက်ခံရမယ်တပိတ်တော့ဗျာခင်ဗျားတို့ရှိသမျှအင်အား900 300 900ရှိ300ရှိဆိုတယ်တပိတ်တော့ခင်ဗျားတို့အပြက်ရှင်းနိုင်မှာမဟုတ်ဘူးဘာပြက်နေတာဟုတ် သို့တော်လည်းပဲတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်တေဘောဘောတေဘောဘောကျလာလိုက်ရစစ်ကူစစ်ချောင်းစစ်ချောင်းတကြောင်တော့ပြုတ်သွားပြီအပြောတယ်မင်းတို့မကျက်လာနဲ့ဟုတ်ကဲ့အဘောတင်သေးတယ်ကိုရောပါဖြစ်တော့ဘူးဟမ်ဘောဖြစ်တော့ဘူးဟမ်မြေတော့ဘူး အဲ့တော့ရှင်းပါလေခင်ဗျားတို့စက်တိုက်မှာလားစက်တိုက်တိုက်မယ်လေတိုက်မယ်ဘာဖြစ်လဲခင်ဗျလက်နက်ကင်တွေတိုက်ရမှာဒါခင်ဗျားလည်းတိုက်ရမှာပဲလေခင်ဗျားဒါတတ်မလို့တော့ခင်ဗျားအကြမ်းတ်သမားရှင်းရှင်းပါပဲခင်ဗျားတို့အလင်းဝင်ပါတက်ကစစ်သားတွေကိုပေါ်မှာမကြည့်တဲ့အချက်ကဘာလဲဆိုလို့ရှိရင်ကိုရှင်တို့တိုက်လို့ဒဏ်ရာရတယ်ပိုက်မှာဒဏ်ရာရသူစစ်ကြောမှာဒဏ်ရာရရှိတယ်ဒရော့ဘုံထီလို့ဒဏ်ရာရသူလက်ချွတ်လမ်းမလျှောက်နိုင်တာရှိတယ်နော် ဲ့လိုနာကျင်နေတဲ့ဒဏ်ရစစ်တည်တဲ့အားလုံးကိုလှုပ်ထုံးလုံနေရဆိုလို့ရှိရင်ပတိမာရှိတဲ့မဆာဖလေးအဲ့ဒီကိုကျွန်တော်တို့ဒီဒဏ်ရစစ်တည်ကိုပို့ပြီးတော့စေကူတာမှုခံယူစီရမှာဖြစ်တယ်လို့အနာပေးရမှာဖြစ်တယ်ဒါပေမဲ့ဒီပေါ့နော် ARD ဒုတိုင်းမှုကားတဲ့နော်လုံးဝပေးမနာပါဘူးလေနော်ဒဏ်ရရစစ်တည်တဲ့အားလုံးကိုစေစေကိုစေုံမှာစေမကူပေးပဲနဲ့ဘယ်နေရာမှာထားလို့ဆိုရှင်ကာကင်းမှာမထားတော့ကာကင်းမှာရွေးချယ်တိုက်ခဲ့ပြီးသွားပြီးတော့တာဝန်ထဲခြေလာတယ်ခြေလာတဲ့စစ်တည်တွေကိုတုံးလေးလေးဒီဌာနချုပ်ဌာနချုပ်ဒီတက်ရင်းမှာ အားလုံးကိုခံစစ်ပြင်ခိုင်းတာလေဟောအဲ့တော့ဈေးကူတဝင်လည်းမပေးဘူးပြန်နာခွင့်လည်းမပေးဘူးတွားမင်းတို့နေခံစစ်ပြင်ထားဆိုတဲ့ခါကျတော့မိုးကလည်းရွာနော်ကန့်ခဲတန်းရဒီဒရုန်းထိတာတန်းရလေးခြေစံထိတာတန်းရလေးလက်နက်ကြီးထိတာတန်းရလေးနဲ့စစ်တီတွေဟာအော်အော်ညင်းညူနဲ့ညင်းညူနဲ့အဲခြေဘာမှမဆိုရှင်ဒုက္ခခံစားနေရတာအဲ့တော့သူတို့တွေမတော်ဒီဒီဘုံဒီစစ်တီရဲ့အနေနဲ့ဘယ်လောက်တောင်းခံနေရအောင်ပါလဲလို့ကျွန်တော်မေးချင်တယ်ပေါ့ဗျာနော်ဟိုကိုရှယ်လေးအတန်းနဲ့ပြောနေအခု subject ကိုရပြီ အဆောက်ရှိတယ်ကိုယ့်ရဲ့ကိုမီအဲ့လားနော်အဲ့လိုဖြစ်ကုန်ပြီအခုတော့အဲ့လိုမပြောနဲ့လေကွာအမလေး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 အဆောက်ရှိတယ်ကိုယ့်ရဲ့ကိုပြောဗျာအဲ့လိုပြောအောင်ပေါ့ဒီသူအထူးတင်စီပါတယ်ခင်ဗျာနော်ကိုโอเคโอเคโอโอโอเค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 โอโอโอเคโอเคโอเค